မင်္ဂလာပါဒီကနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာကဒီ1989ခုနှစ်ကအမှုတစ်ခုအကြောင်းပေါ့နော်ဆိုတော့တော်တော်လေးထူးဆန်းပြီးတော့ကြေကွဲစရာလည်းကောင်းတယ်အစားကတော့ဒီတာမန်ဓာတ်ပုံလေးတွေပေါ့အမတ်တရားရိုက်တဲ့ဓာတ်ပုံလေးလိုပဲထင်ခဲ့ကြတာ ဒါပေမဲ့ဒီဓာတ်ပုံတွေကနောက်ပိုင်းမှာအမှုမှန်ပေါ်ဖို့အတွက်အထူးကြကြတဲ့ဒီတက်သေးတွေဖြစ်လာခဲ့တယ်။ကယ်လီဖိုးနီးယားပြည်နယ်မှာအန်ဒီယံများတဲ့၆ကမ်းပါတစ်ခုမှဖြစ်ခဲ့တဲ့မတော်တဆမှုလို့ယူဆခဲ့တဲ့အဖြစ်တစ်ခုပေါ့နော်။ဆိုတော့အဲ့နောက်ွယ်ကအမှန်တရားကိုဒီစုံစမ်းစစ်ဆေးတဲ့သူတွေကဒီဘလို့ဖော်ထုတ်ခဲ့လဲအထူးသဖြင့်ခုနကပြောတဲ့ဒီဓာတ်ပုံတက်သေးတွေကဘလောက်တောင်မှအရေးပါခဲ့လဲဆိုတာကိုကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာအသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်။ ဆိုတော့ဒီဖြစ်ဖြစ်က1989ခုနှစ်ဧပြီလ2ရက်နေ့မှာဖြစ်ခဲ့တာပေါ့နော်ဆိုတော့အသက်20အရွယ်ဒီယာနာကကယ်လီဖိုးနီးယားပြည်နယ်ဒီဘက်စာဒေသမှာရှိတဲ့ဒီစကမောဘီချ်လို့ခေါ်တဲ့ဒီအခုဆိုလို့ရှိရင်တော့ဒီဆေးလ်ဘီလို့လည်းလူသိများကြတယ်ပေါ့နော်ဆိုတော့ဒီကကြောက်ကမ်းပါပေါ်ကနေပြီးတော့ပြုတ်ကျ တည်ဆုပ်ခဲ့တယ်။အာသူကဒီရီစာဟောင်းနဲ့လမ်းခွဲပြီးတဲ့နောက်မှာဘဝတစ်တစ်ခုကိုစတင်ဖို့အတွက်ဆန်ဒီယီဂိုကိုမကြသေးမီအာမှာသူကပြောင်းရွှေ့လာခဲ့တယ်။သူကဒီ BJ နဲ့ဒီ Virginia Magnet ဆိုတဲ့ဒီဇနီးမောင်နှံနဲ့အတူနေထိုင်ပြီးတော့အဲအဲ့ဒီဇနီးမောင်နှံကပဲဒီကောင်မလေးကိုအခင်းမဖြစ်ပွားမီဂျောက်ကန်ပါကိုအလဲပတ်ခေါ်ဆောင်သွားခဲ့ရပါတော့ဆိုတော့ဒီဖြစ်ရက်ကနေပြီးတော့စခဲ့တာ ဆိုတော့ပထမဦးဆုံးဒီ BJ နဲ့ Virginia တို့ရဲ့ထွက်ဆိုခြင်းအရာသူတို့၃ဦးက၆ကမ်းပါပုံမှာဓာတ်ပုံတွေရိုက်ပြီးတဲ့နောက်ဒီကားရှိတဲ့နေရာကိုသူတို့တွေပြန်လာခဲ့ကြရပါတော့အဲ့ချိန်မှာဒီယာနာကဒီအရန်လာတဲ့ဒီပင်လယ်ရှုခင်းတွေကိုခဏလောက်သူဆက်ပြီးတော့ဒီကြည့်ရှုလို့ရဆိုပြီးတော့သူကပြောတယ်ပေါ့နော်အဲ့ချိန်မှာသူတို့နှစ်ယောက်က ကောင်မလေးကိုထားခဲ့ပြီးတော့ကားချီတဲ့နေရာကိုသူတို့ကအရင်လာခဲ့တယ်ပေါ့ဆိုတော့ကားနောက်ရောက်ခါဒီမှာအနောက်ကိုပြန်လှည့်ကြည့်လိုက်တဲ့အခါမှာဒီယာနာကိုသူတို့ကမတွေ့တော့ဘဲနဲ့ ဒီကြောက်ကမ်းမအစုံကိုသူတို့ကဒီပြေးသွားကြည့်ရယ်ပေါ့နော်ဆိုတော့သွားကြည့်တဲ့အခါမှာသူကအောက်ကိုပြုတ်ကျနေတာကိုတွေ့ရှိခဲ့တယ်လို့သူတို့လင်မယားနှစ်ယောက်ကထွက်ဆိုခဲ့တယ်အဲ့ဒီကြောက်ကမ်းပါကလည်းပဲအရန်လာပြီးတော့အန်ဒီရဲ့အရန်များတဲ့နေရာတစ်ခုလို့လည်းလူသိများကြတယ်ဆိုတော့သူကပင်လယ်ရေမျက်နှာပြင်ကနေပြီးတော့ပေ400လောက်မီတာနဲ့ဆိုရင်တော့120မီတာလောက်သူကမြင့်မားတယ်ပြီးတော့မြေသားတွေကမညီမညီပဲနဲ့ဒီချော်လဲနိုင်တယ်ချော်ကျနိုင်တယ်ကြောက်စရစ်ခဲတွေလည်းပေါ်တယ်ဆိုတော့ဒီပင်လယ်ဘက်ကနေပြီးတော့တိုက်ခတ်လာတဲ့ဒီလေပြင်းတွေပြီးတော့ ဒီရာသီဥတုထံတွေချောင်းပေါ့နော်ဒီဟန်ချက်ပြစ်ပြီးတော့ချော်ချဖို့လဲလွယ်ကူတဲ့နေရာပေါ့ပြီးတော့ဒီချက်တွေချောင်းပဲဒီပထမဦးဆုံးမှာဒီရဲတွေကဒီဖြစ်ရက်ကိုမတော်တဆမူတစ်ခုလို့ပဲဒီကောက်ချက်ချခဲ့ကြတယ်ပေါ့နော်အဲ့ဒီမှာဒီယာနာရဲ့ဒီမိခင်ဖြစ်သူဘော်ဘီရောဘတ်ပေါ့နော်သူကတမိဖြစ်သူတေဆုံးမှုမှာမတော်တဆမူဖြစ်နိုင်ခြင်းမရှိဘူးလို့သူကပြင်းပြင်းထန်ထန်ယုံကြည်ခဲ့တယ်အာအမတ်တရားကိုသူကဖော်ထုတ်ဖို့အတွက်ဒီရှစ်နေစတိဗ်နဲ့သူကအာတိုင်ပင်ပြီးတော့သူကရှစ်နေစတိဗ်ကိုသူကငားရမ်းခဲ့တယ် စုံစမ်းစစ်ဆေးမှုတွေအရဒီအန်နာကဒီအမြင့်ကိုအရန်ကြောက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့ဂျောက်ကန်းပါအစောမှာတယောက်တည်းရန်နေမဲ့ရန်နေမဲ့ဆိုတဲ့အချက်ကပေါ့နော်လုံးဝမဖြစ်နိုင်ခြေမရှိဘူးပေါ့ပြီးတော့နောက်တစ်ခုကအခင်းဖြစ်ပွားတဲ့နေ့မှာဒီအန်နာကဂျောက်ကန်းပါလူမျိုးနေရမျိုးနဲ့ဒီမတက်တော်တဲ့ဒီတောင်းမြစ်ဖနက်ကိုဒီစီးလာခဲ့တယ်ပေါ့နော်ဆိုတော့မက်ဂနက်တို့ဇနီးမောင်နှံကအန်ဒီယန်ရှိတဲ့မြေပြင်အနေထားကိုတီလီယဲနဲ့ဘာလို့ဒီဒီအန်နာကို ဟိုတတိမပေးခဲ့တာလဲပေါ့နော်ဆိုတော့ဒါကလည်းမေကောထုတ်เสียတကူဖြစ်နေခဲ့တယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီ magnet တို့ကဒီ DNA ကဒီညံ့ရီမပြည့်မီတဲ့သူတယောက်တခါလေမှာဆိုလို့ရှိရင်မဆင်မချင်ပြုတ်မှုတက်တယ်ဆိုပြီးတော့ရဲတွေကိုပြောဆိုခဲ့တယ်ဒါပေမဲ့ဒီ DNA ရဲ့ MB ကကျတော့သူသမီးကအာလောကဒီပုံမှန်ညံ့ရီရှိတဲ့လူပေါ့နော်ဒီညံ့ရီထက်မြက်တဲ့သူဖြစ်ကြအောင်သူကလည်းအခိုင်အမာပြောဆိုခဲ့တယ်ပေါ့နော်ဆိုတော့ဒီအချက်တွေကကွဲလင်းနေခဲ့တယ်ပေါ့နော်ပြီးတော့ရှင်းနေစတီးကလည်းပဲဒီ magnet တို့ဇနီးမောင်နှံနဲ့ဒီကောင်မလေးနဲ့ရိုက်ကူးခဲ့တဲ့ဓာတ်ပုံတွေ အမတ်တရတွေကိုပြန်ကြည့်တဲ့အခါမှာပထမဦးဆုံးဓက်ပုံတွေကိုကြည့်တဲ့အခါမှာဒီယာနာကဒီပျော်ရွှင်လန်းဆန်းနေတဲ့မျက်နှာနဲ့သူကရှိနေခဲ့တယ်ပေါ့နော်ဆိုတော့ဒီပုံကိုကြည့်ခြင်းအပြင်သူကပုံမှန်စိတ် အခြေအနေမှာပဲရှိရဆိုပြီးတော့သူတို့ကကောက်ရှက်ချခဲ့တယ်။ဆိုတော့နောက်ပိုင်းဓာတ်ပုံတွေကိုကြည်လာတဲ့အခါမှာဒီအနာရဲ့မျက်နှာကမပြုံးတော့ဘဲနဲ့ဒီပင်ပန်းနှမ်းနေနေတဲ့ပုံစံမျိုးတွေပြီးတော့ဒီငိမ့်နိုင်နေတဲ့ပုံစံမျိုးတွေပေါက်နေခဲ့တယ်။ပြီးရင်သူမရဲ့ဒီမျက်လုံးကလည်းပဲဒီတဝက်ပဲပွင့်ဖွင့်ထားပြီးတော့အာရုံစူးစိုက်မှုမရှိတဲ့ဒီအကြည့်မျိုးပေါ့နော်။ဆိုတော့ဒီလိုမျိုးပုံစံမျိုးဖြစ်နေခဲ့တယ်။ပြီးတော့ဓာတ်ပုံတစ်ပုံမှာဆိုလို့ရှိရင်လည်းအသူကဒီသူ့ကိုယ်သူမရနိုင်ပဲနဲ့ဒီ BJ ရဲ့ခန္ဓာကိုယ်ပေါ်မှာမိထားတဲ့ဒီအနေထားမျိုးတွေထိ ဒီရှိနေခဲ့တယ်ပေါ့เนาะဆိုတော့ဒီဓာတ်ပုံလေးကိုကြည့်တော့ဒီသူကဒီရုပ်ပိုင်းဆိုင်ရာဒါမှမဟုတ်ရင်လည်းစိတ်ပိုင်းဆိုင်ရာအခြေအနေတိတိတသာပြောင်းလဲနေခဲ့တယ်ဆိုပြီးတော့ကောက်ချက်ချခဲ့ကြတယ်ပြီးတော့နောက်ဆုံးဓာတ်ပုံတစ်ခုမှာကြတော့ဒီ BJ ကဒီကင်မရာကိုမကြည့်ဘဲနဲ့ဒီခြောက်ကမ်းပါအောက်ကိုလှည့်ကြည့်နေတယ်ပေါ့เนาะဆိုတော့ဒီဓာတ်ပုံကိုကြည့်ခြင်းအဖြစ်အာ BJ ကဒီအနီးနားမှာအခြားလူများရှိမရှိသူဆက်ဆေးနေတယ်ဆိုပြီးတော့ဒါ ဒီဟိုဟာရှင်းနေစတိကနေပြီးတော့ဒီကောက်ချက်ချခဲ့တယ်ပေါ့နော်ပြီးတော့ရက်တက်ဖက်တွေကဒီအမှုကိုစုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့တဲ့အခါမှာဒီ magnet ဇနီးမောင်နှံက DNA အတွက်သူကအမေရိကန်ဒေါ်လာ3000ခွဲတန်တဲ့အသက်အာမခံတစ်ခုကိုဝယ်ယူထားတယ်ဆိုပြီးတော့တွေ့ရှိခဲ့တယ်အာဒီအာမခံကလည်းပဲ DNA မတည်ဆုံးမီတရက်အလိုမှာဒီ process အာမခံ process ကဒီအတီဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီနေ့မှာအာမခံကိစ္စတွေပြီးပြီးတော့မနေ့ပြန်မှာဒီကမ်းခြေကိုသွားပြီးတော့ ီ DNA ကတည်ဆုံသွားတယ်ဆိုတဲ့ပုံစံမျိုးပါเนาะပြီးတော့ DNA တည်ဆုံပြီးနောက်တနေ့မှာပဲအဲ့ဒီဒီ magnet စနီးမောင်နှံကဒီမိမဖြစ်သူဒီ Virginia ကပေါ့နော် Virginia ကဒီ Armakan company ကိုဖုန်းဆက်ပြီးတော့ Armakan ငွေတွေကိုချက်ချင်းပဲထုတ်ယူခဲ့တယ်လို့ပြောတယ် ီးတော့ဒီကံကောင်းထောက်မဆိုတာနဲ့ဒီစေးပညာအဖွဲ့တွေရဲ့တွေ့ရှိချက်ကပါလဲဆိုလို့ရှိရင်ဒီယနာတည်ဆုံးပြီးတော့နှစ်နှစ်အကြာမှာဒီဒီယနာရဲ့ခန္ဓာကိုယ်ထဲကနေပြီးတော့ track track ထားခဲ့တဲ့ဒီအရည်ပေါ့နော်ဒီခန္ဓာကိုယ်ထဲဖက်ထားခဲ့တဲ့ဒီအရည်ကိုသူတို့ကရေခဲတက်တာထဲမှာဒီကြံနေခဲ့တယ်ပေါ့နော်ဆိုတော့မပြည့်စုံပဲကြံနေခဲ့တဲ့အခါမှာအဲ့ဒီ ဒီအကြီးနမူနာတွေကိုပြန်ပြီးတော့ဆက်ဆေးခဲ့တယ်ပေါ့နော်ဆိုတော့ဆက်ဆေးချက်တွေအရာဆေးကြယောဂါကုသတဲ့အခါမှာအသုံးပြုတဲ့ဒီဆေးဝါးတစ်မျိုးကိုတွေ့ရှိခဲ့ရတယ်ဒီဆေးသားဒီပုံမှန်မသုံးဆွဲတဲ့သူတွေဆိုလို့ရှိရင်အရန်ဒီအိမ်ငိုက်တာမျိုးတွေဒါမှမဟုတ်ဒီမူးဝေတာမျိုးတွေဖြစ်စေနိုင်တယ်ပြီးတော့စုံစမ်းစစ်ဆေးမှုတွေအရာ BJ ကဒီဆေးတွေကိုဆရာဘော်ညော်ကြားချက်နဲ့ပုံမှန်အတိုင်းသုံးဆွဲနေတဲ့သူဖြစ်ကြောင်းတွေ့ရှိခဲ့တယ်ပေါ့နော်ဆိုတော့သူကဒီဒီယာနာကိုဒီအဖျော်ဖျော်ရည်တွေထဲကိုပဲဒီဆေးခတ်ပြီးတော့ ဒီလိုမျိုး move အောင်လုပ်ခဲ့တယ်ဆိုပြီးတော့ကောက်ချက်ချခဲ့ကြရတယ်ပေါ့နော်ပြီးတော့ DNA ရဲ့ခန္ဓာကိုယ်ကိုအသေးစိတ်ဆက်ဆေးကြည့်တဲ့အခါမှာလက်သေးတွေကကျိုးပဲ့နေခဲ့တယ်အာသူကဒီလက်ဖွားမှာတော့တန့်ရှင်းနေပြီးတော့ဒီလက်ဖမိုးမှာတော့ဒဏ်ရာတွေနဲ့ဖြစ်နေခဲ့တယ်ပေါ့နော်ဆိုတော့သူတို့ကဘယ်လိုကောက်ချက်ချလဲဆိုလို့ရှိရင်ကောင်မလေးကပြုတ်ကျသွားတဲ့အချိန်မှာဒီမြေကြီးဒါမှမဟုတ်ဒီအပင်တွေကိုလမ်းပြီးတော့ဆွဲတဲ့အခါမှာလက်သေးတွေအแทမှာလည်းပဲမြေကြီးတွေရှိနေတယ်လက်သေးတွေလည်းကျိုးပဲ့နေတယ်ပြီးတော့ ဒီလိုမျိုးဆွဲလို့ရှိရင်ဒီလက်ဖွားမှာဒဏ်ရာရှိနေရမှာပေါ့နော်ဒါပေမဲ့ကောင်မလေးကလက်ဖွားမှာမဟုတ်ဘဲနဲ့ဒီလက်ဖမိုးမှာဒဏ်ရာရှိနေရဆိုတော့သူတို့ကဘယ်လိုကောက်ချက်ချလဲဆိုလို့ရှိရင်ကောင်မလေးကပြုံးမကြဘဲနဲ့ခြောက်ကမ်းပါကတခုခုကိုဆွဲထားတဲ့အချိန်မှာသူတို့တွေကဒီခြေထောက်နဲ့နင်းတာမျိုးတွေအဲပြီးဒါမှမဟုတ်ဒီဒုံးနဲ့ရိုက်တာမျိုးတွေခဲနဲ့ထုတာမျိုးတွေပေါ့နော်လက်ဖမိုးအဲ့လိုမျိုးလုပ်တယ်ဆိုပြီးတော့သူတို့ကကောက်ချစ်ချခဲ့ကြတယ်ဒါကြောင့်မို့လို့လေလက်ပွားမှာတန်ရာမရှိဘဲနဲ့လက်ဖမိုးမှာတန်ရာရှိနေခဲ့တယ်ဆိုပြီးတော့သူတို့ဒီလိုမျိုးကောက်ချစ်ချခဲ့ကြတယ်ပေါ့နော် ဒီလိုနဲ့ပဲနောက်ဆုံးမှာဒီစုံစမ်းစစ်ဆေးတဲ့သူတွေကအာဗာဂျင်နီးယားရဲ့ဒီနောက်ကျောင်းတွေကိုစစ်ဆေးတဲ့အခါမှာအရန်ကြောက်စရာကောင်းတဲ့ဒီသူ့ရဲ့ဒီဖြစ်ရက်ဖြစ်ရက်တွေကိုတော့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီဗာဂျင်နီးယားဆိုတဲ့မိမကြီးကသူနဲ့နီးစပ်တဲ့ဥပမာတမီဒါမှမဟုတ်လေအရင်ခေဘောဟောင်းပြီးတော့မိခင်ပေါ့နော်စဒီလူတွေကတော့တည်ဆုံသွားပြီပြီးတော့ဒီလူတွေရဲ့တည်ဆုံမှုနဲ့ပြီးရင်မီးလောင်မှုတွေလည်းအများကြီးပဲဖြစ်ပွားခဲ့တယ်ပေါ့နော်ဆိုတော့ဖြစ်ရက်တိုင်းမှာလည်းပဲသူက ဒီအာမခံငွေရရှိခဲ့ရပေါ့နော်အဲ့ဒါကကြောက်စရာအကောင်းဆုံးအခြေဖြစ်နေခဲ့ရပေါ့နော်ဆိုတော့သူကဖြစ်ရတဲ့အတိုင်းအတွက်တည်ဆုံးမှုတိုင်းအတွက်မှာ ဥမာတည်ဆုံမှုပဲဖြစ်ဖြစ်ဒါမီးလောင်မှုပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့အဲ့ဒီဖြစ်စဉ်တိုင်းမှာသူကအာမခံငွေကဒေါ်လာ3000ခွဲကြီးဖြစ်နေတာကဒါအံ့ဩစရာကောင်းနေရပေါ့နော်ဆိုတော့အချမ်းကျင်သူတွေကဗာပြောလဲဆိုတော့ဒီငွေပမာဏကအာမခံကုမ္ပဏီကနေပြီးတော့ဒီအသေးစိတ်ဒီစုံစမ်းစစ်ဆေးမှုတွေမလုပ်နိုင်တဲ့ပမာဏပေါ့နော်ဆိုတော့ဒီတကယ်လို့ဒီအာမခံငွေက3000ခွဲထက်ကျော်ရမယ်ဆိုလို့ရှိရင်ဒီတိမ်မှုတည်ခင်းစစ်ဆေးတဲ့အခါမှာပို့ပြီးတော့အသေးစိတ်ဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့ဒီအာမခံ3000ခွဲဆိုရင်တော့ဒီအာမခံကုမ္ပဏီတွေကနေပြီးတော့ ဒီအရန်ကြီးဆက်ဆက်ဆေးဒါမျိုးတွေမပြုတ်လောက်ဘူးဆိုတော့ဒီဗာဂျီနီးယားကဒီတောက်တောက်ခွဲအာမခံနဲ့အာမခံပမာဏကိုပဲထပ်ထားလေလို့သူတို့ကဒီကောက်ချက်ချကြတယ်ပေါ့နော်ဒီလိုနဲ့ပဲခိုင်လို့တဲ့တက်တွေစုဆောင်းမိပြီးတဲ့နောက်မှာဒီယာနာတည်ဆုံးပြီးနှစ်နှစ်အကြာမှာပဲဒီ VJ နဲ့အာဗာဂျီနီးယားတို့ကိုဒီကြိုတင်ကြံစီလူတက်မှုနဲ့သူတို့ကဖက်ဆီးခဲ့တယ်ဆိုတော့ဒီ BJ ကတော့တရားခွင် မစတင်ပြီးအချုပ်ထဲမှာပဲတည်ဆုံသွားခဲ့ရပေါ့နော်ဆိုတော့ဒီထောင်မကြခင်သူတို့သူတို့ကိုစစ်ဆေးနေတဲ့အချိန်မှာပဲအချုပ်ထဲမှာပဲ BJ ကတော့တည်ဆုံခဲ့တယ်1992ခုနှစ်ဇန်နဝါရီလ6ရက်နေ့မှာဗာဂျီးနီးယားတယောက်တည်းကိုဘယ်တရားစီရင်ခဲ့ရတယ်ပေါ့နော်ဗာဂျီးနီးယားရဲ့ရှေ့နေရတော့ဒီအခင်းဖြစ်ပေါ်တဲ့အချိန်မှာဗာဂျီးနီးယားရှိနေပါတယ်ဆိုတော့တည်တည်ပြနိုင်တဲ့ဓာတ်ပုံမရှိဘူးဆိုပြီးတော့ခုခံချိပါခဲ့ရပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာပဲတရားလိုဘက်ကကြွန့်ကျင်သူတို့ကနေပြီးတော့ဒီ BJ နဲ့ဒီဒီယာနာတို့ကိုရိုက်ပေးတဲ့ဒီဓာတ်ပုံရိုက်သမားရဲ့အရေးပေါ့နော်ဆိုတော့ဒီအရေးကိုသူတို့ကဒီသင်္ချာပိုက်တာကိုရက်တီအိုရန်နီကိုတုံပြီးတော့ဒီအရေးကိုသူတို့ကတိုင်းတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပိုက်တာကိုရက်တီအိုရန်ကိုသူတို့ကတုံပြီးတော့သင်္ချာနီးဖြတ်တွက်ချက်ခဲ့တဲ့အချိန်မှာဒီကင်မရာသမားရဲ့အရက်အမောင်းနဲ့အဲဗာဂျီးနီးယားရဲ့အရက်မောင်းနဲ့ကတွားပြီးတော့တူနေခဲ့တယ်ပေါ့နော်ဒါကြောင့်မို့လို့ဗာဂျီးနီးယားကိုလည်းပဲဒီနေရာမှာရှိနေခဲ့တယ်ဆိုပြီးတော့အခိုင်အမာတီးပြနိုင်ခဲ့တယ်ပေါ့နော်ဒီလိုနဲ့ပဲဒီအမှုကိုလေးရက်ကြာစစ်ဆေးကြားနာပြီးတဲ့နောက်မှာဒီတရားသူကြီးတွေကနေပြီးတော့ အဲဗာဂျီနီးယားမက်ဂနစ်ကိုတူတင်ကြံစီပြီးတော့လူတက်မှုနဲ့အဖြစ်ရှိကြောင်းဆုံးဖြတ်ခဲ့ပြီးတော့ထောင်နဲ့တက်တက်တကြောချမှတ်ခဲ့ပါတယ်ဗာဂျီနီးယားက2017ခုနှစ်မှာအသက်84နှစ်အရွယ်နဲ့အချင်းထောင်ထဲမှာပဲတည်ဆုံးသွားခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီဖြစ်ဖြစ်ကတော့1989ခုနှစ်ကဒီကယ်လီဖိုးနီးယားပြည်နယ်ကခြောက်ကမ်းမတစ်ခုကနေပြီးတော့ဒီကောင်မလေးဒီယာနာကိုဒီတပ်ပစ်တဲ့အမှုပေါ့နော် ဆိုတော့ဒီအမှုကဓာတ်ပုံတွေကနေမှ30အမှုအမှန်ပေါ်လာခဲ့တဲ့အမှုပေါ့နော်ဆိုတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တခုခုဘာကြီးများပြောစရာရှိလဲဆိုတာကျွန်တော်ရဲ့ YouTube comment အောက်မှာမှတ်ခဲ့လို့ရပါတယ်နောက်ထပ်ဗီဒီယိုတွေနဲ့တူပြန်လာခဲ့ပါဦးမယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like နဲ့ subscribe လေးလုပ်သွားပေးဖို့ဖိတ်ပါပါတယ်ဆိုတော့ see you the next video